နျူကလ িয়ার စွမ်းအင်နဲ့ပြန်တန်းတဲ့ cruise တုံးကြီးအမျိုးအစားတွေကိုအောင်အောင်မြင်မြင်စမ်းသပ်ပြစ်ခတ်နိုင်ခဲ့ကြောင်းရုရှားရဲ့ထိပ်တန်းဗိုလ်ချုပ်တဦးကပြောကြားခဲ့ပါတယ်။ရုရှားစစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီး Valery Gerasimov ကအဲ့ဒီတုံးကြီးဟာထိပါတားဆီးလို့မရတဲ့လက်နက်အမျိုးအစားလို့ညွှန်ဆိုခဲ့ပါတယ်။အထိပယ်ကတော့ cruise တုံးကြီးကိုကြားဖြတ်ပြစ်ချဖို့မဖြစ်နိုင်ဘူးလို့ညင်ညွန်းတာပါ။ Gerasimov ကလက်နက်စမ်းသပ်မှုနဲ့ပတ်သက်လို့ရုရှားသမ္မတပူတင်စီကိုအစီရင်ခံရမှာတော့ cruise တုံးကြီးဟာ မိုင်း1600ကျော်ခရီးပေါအောင်ပြန်တန်းခဲ့ကြောင်းဒါဟာဒုံးကျည်ကရောက်ရှိနိုင်တဲ့အများဆုံးခရီးအကွာအဝေးမဟုတ်သေးကြောင်းထည့်သွင်းပြောကြားသွားပါတယ်ဒီဒုံးကျည်ကစမ်းသက်စဲအဆင့်စစ်လက်နက်ဖြစ်ပြီး2018မှာစတင်မိတ်ဆက်ကြီးညာခဲ့တာပါအဲ့ဒီဒုံးကျည်ကရေဒါနဲ့ထောက်လန်းမှုတွေကိုရှောင်ကွင်းနိုင်ဖို့ခန်းနေနေကနေပြန်တန်းနေရှိတယ်လို့ဆိုပါတယ်ပြီးတော့ဂျားဖြတ်ဟန်တာပစ်ချမဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုထောက်လန်းပြီးရှောင်တိုင်းနိုင်စွာမြင့်မြင့်မားမားပါဝင်တယ်လို့ရုရှားကကြွေးကြော်ထားတာပါ ဝကြုတ်ကြီးဂီရာစီမော့ဖ်ကအောက်တိုဘာ21ရက်နေ့စမ်းသပ်မှုအတွင်းဒုံးကြီးဟာလေထဲမှာ15နာရီကြာပြန်တန်းခဲ့ပြီးဒေါင်လိုက်အလျားလိုက်ရုတ်တရက်လမ်းကြောင်းပြောင်းကွေ့ပတ်ပြန်တန်းပြီးတင်းရှောင်မှုပုံစံတွေကိုပါလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်အဲ့ဒီဒုံးကြီးကဒုံခွင်းဒုံတွေလေကြောင်းကာကွယ်ရေးစနစ်တွေကိုထိထိရောက်ရောက်ကျော်လွှားနိုင်တဲ့အစွမ်းမျိုးပိုင်ဆိုင်တယ်လို့ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ကြောင်းဂီရာစီမော့ဖ်ကပူတင်စီအစီရင်ခံခဲ့တာဖြစ်ပါတယ်။ American လေတပ်ရဲ့ အမျိုးသားလေးချောင်းနဲ့အာဂါသာထောင်လှရေးစင်တာကထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့နျူကလ িয়ার စွမ်းအင်သုံးခရုစုံကြီးတွေပိုင်းဆိုင်လာမယ်ဆိုရင်ရုရှားဟာတာဝေးတိုက်ချင်းပြတုံးကြီးစွမ်းအင်မှာထူကယ်ပြီးပြိုင်ဘက်ကင်းတဲ့အာသာချက်မျိုးရလာနိုင်တယ်လို့သတိပေးခဲ့ပူပါရရှင်